ဟုတ်မင်္ဂလာပါရှင်ဟုတ်ခိုင်ဟေမန်လို့ခေါ်ပါတယ်ဒါပေမဲ့ခိုင်အမှုပညာလုပ်တွေလုပ်တဲ့အခါအမှုပညာရှင်တွေချစ်တဲ့သူတွေကတော့ခိုင်လေးလို့ပဲခေါ်ပါတယ်ရှင်ဟုတ်ဟိုပရိသတ်တိတဲ့စီးရီးလေးကတော့ဟာလုံးဝအုပ်သုံးပုတ်ဆောင်ထင်ကြည့်ဘူးဆိုတဲ့စီးရီးလေးပေါ့နော်အဲ့အဲ့တခြင်းလေးခိုင်ထွက်ရှိထားပါတယ်ဟုတ် ည်သူเจ้าကိုရောက်သွားတာတော့ဒီဘုတ်ဆောင်ထင်မကြည့်ဘူးပေါ့เนาะဒီ CD လေးပေါ့အဲ့အဲ့အရှင်းမှာလဲဟိုခါရအများကြီး CD လေးတွေထွက်ခဲ့သေးတယ်အတွဲလေးတွေရောနောက်တစ်ခုကခိုင်ပက်တာတကူတော်ရောပေါ့เนาะနောက်တကြံ CD လေးတွေလည်းခိုင်ထွက်ခဲ့သေးတာရှိသေးတယ်ဒါပေမဲ့တကယ်တကယ်ဟိုပြည်သူတွေကြားရောက်သွားတာဆွေမျိုးတွေကြားရောက်သွားတာကြတော့ဒီလုံအောင်တုံဘုတ်ဆောင်ထင်မကြည့်ဘူးဆိုတော့ CD လေးပေါ့ဟုတ်အကောင်အကောင်လုံးကတော့ဒီကိုပိုင်ဟာပဲပေါ့เนาะကိုပိုင်ပဲဒါပေမဲ့ စီးရီးမှာတော့ခိုင်းဟိုဟာစီနီယာတွေဖြစ်တဲ့ပေါ့နော်ဟိုဟာအခုတော့သုံးသွားရှာတယ်ပေါ့နော် ရာဇာဝင်းတင့်ပေါ့နော်ဦးရာဇာဝင်းတင့်ပါတယ်နောက်တစ်ခါအမဆူဆန္ဒထွန်းပါတယ်နောက်ခိုင်နဲ့၃ယောက်ပေါ့နော်အဲဒီ၃ယောက်အဲ့ CD လေးထွက်ဖြစ်လိုက်တာဖြစ်ပါတယ်အင်းနည်းနည်းတော့ကြာပြီခိုင်တနေ၂၀၁၅လောက်ဖြစ်မှထင်တယ်အဲ့လောက်ကထွက်ခဲ့တာဟုတ် ိုပြောရမယ်ဆိုလို့ရှိရင်ခိုင်ဆရာဇော်မင်းဂစ်တာပေါ့နော်ခိုင်အခုထိဒါတော့ပြရတဲ့ဆရာပါ။နောက်အရင်ကပညာတော်တဲ့ဆရာပါ။ဆရာဇော်မင်းဂစ်တာကစီစဉ်နေ arrangement တွေလည်းသူပဲလုပ်တယ်။နောက်တစ်ခါခိုင်နဲ့ဆရာဇော်မင်းနဲ့ဒီအလုပ်တွေလုပ်ဖို့ဆက်နွယ်ပေးတာကကြတော့ခိုင်ရဲ့ဆရာ ဖြစ်တဲ့ဟိုဟာဆရာဒွန်မကွေးနောက်တစ်ခါ ဟောဆရာဇော်ဝင်းနိုင် ပေါ့နော်သူတို့ကတော့မကွေးသားတွေဖြစ်ပါတယ်အတန်ရုံးစင်လွန်းတင်တိကျိုးတို့ဘာလို့မပူပြီးဆန်တို့ထွက်ထားတဲ့အဲ့ဒီဒေးရေးဆရာတွေဖြစ်ပါတယ်ဟုတ်ရှိတယ်ဗျာမူရင်းဆိုရှင် ပြောမယ်ဆိုလို့ရှင်ဟောခိုင်ဆရာလေးဖြစ်ပါတယ်အင်္ဂညောချင်းဆိုတဲ့ဆရာဖြစ်တဲ့ဟင်္ဒရာထွန်းရင်ပေါ့နော်အဲ့ဒီအဖေကြီးဟင်္ဒရာထွန်းရင်ရဲ့ဇနီးပေါ့နော်အမေရီဒေါ်စီစီစိန် ဇက်သွင်လောကမှာအင်မတန်ကိုနာမည်ရပြီးတော့အင်မတန်ကိုကြော်ကြားခဲ့တဲ့သချင်းလေးဖြစ်ပါတယ်အဲ့ဒါကိုခိုင်ကတော့ CD တွေနဲ့ထုတ်တယ်ဒါပေမဲ့ဆရာဇော်မင်းတို့ဆရာဇော်ဝင်းနိုင်တို့ကဗမာတန်ပုံစံမဟုတ်ဘဲနဲ့ remix ပုံစံလေးနဲ့ပြောင်းပြီးတော့ထုတ်လိုက်တဲ့ CD လေးဖြစ်ပါတယ်ချင်းလေးဖြစ်ပါတယ် ုတ်ရှိတယ်ခိုင်အရန်အမှုပညာကိုလေးတအားဝါသနာပါတာတကယ်ပြောမယ်ဆိုခိုင်ဒီအသက်၃နှစ်သမီးလောက်ထဲကဒီလုပ်ကိုလုပ်တာ ခိုင်းအမတဝင်းခွဲပေါ့နော်သူကခိုင်ကိုမြန်မာအကတွေတင်ပေးတယ်ခိုင်တို့တွေဒီလိုလမ်းခီးတွေမตายရတဲ့အချိန်တွေကအမနဲ့အတူတူလိုက်ပြီးတော့မြန်မာအကတွေကတယ်အဲဒီကိုကိုတိုင်းမိုက်ကိုမကင်နိုင်သေးတဲ့အချိန်မှာတော့မဘေးနာလူရှင်တော်ကြီးတွေကမိုက်ကိုကင်ပေးပြီးတော့ခိုင်သချင်းတွေစူခဲ့ရတယ်မြန်မာအကတွေကခဲ့ရတယ်အဲအဲ့မိုက်မကင်နိုင်သေးတဲ့အရွယ်မှာတော့မခိုင်စပြီးတော့သချင်းဆိုတာအမေတော်မမကြီးစူခဲ့တဲ့ရွှေပြည်စိုးဆိုတဲ့ အဲ့ဒီတချင်းကြီးကိုခိုင်းစပြီးတော့စိုးခဲ့ရပါတယ်။อืมခုနှစ်တော့တိတ်တော့မမှတ်မိတော့ဘူးဒါပေမဲ့ဟိုခိုင်းတို့ဟာဆိုမြေကားတော့ကားအဲ့လိုအဲ့လိုလေးခွဲတဲ့အခါကျတော့အဲ့ဒီဟိုနေကားလေးတွေပေါ့နော်အဲ့ဒီကားလေးတွေခိုင်းရိုက်ခဲ့တယ်။အဲ့ဒီနေကားလေးရိုက်ခဲ့နေရမှာတော့ဟိုယာဇဝင်ကားလေးတွေပေါ့နော်အဲ့ဒီယာဇဝင်ကားလေးတွေတော့ခိုင်းပို့ပြီးတော့ဟိုရိုက်ဖြစ်ခဲ့ပါတယ်ရှင့်။ဟုတ် မင်းသားအနေနဲ့ဆိုတော့ဟိုဥယျံကျော်တို့နောက်ညီညီမင်းထက်တို့နော်ကိုကျော်စောဟင်းကိုနရဲလင်းတို့နောက်ဒီနေနေကမင်းသားတော်တော်များများနဲ့ရိုက်ခဲ့မှုပါတယ်ဟုတ်အမ်တချင်းနေတော့ဆိုပြနေတယ်ဒါပေမဲ့အခုဒီဒီရက်ပိုင်းထဲမှာတော့ပေါ့နော်ခိုင်းရဲ့ဟိုတငယ်ချင်းမှာပေါ့နော်တငယ်ချင်းဒိုက်တာလင်းလင်းမင်းမြမဆိုတာဟိုခိုင်းဘွားကိုအစားအဆုံးတည်တဲ့တငယ်ချင်းပေါ့နော်ဒါပေမဲ့ ြင်မှာဘလို့ပဲဖင်းဖို့ခေါင်းပုံနေတဲ့တငယ်ချင်းပဲဖြစ်နေပါစေခိုင်ကိုရိုက်ကွင်းပေါ်ကိုပြန်ခေါ်တယ်စိတ်တကြနေတဲ့ခိုင်ကိုနင်ဒီလုတ်တွေပြန်လောက်ရမယ်ဆိုပြီးတော့ခိုင်ကိုလိုင်းပေါ်မှာပြန်တင်ပေးတဲ့အတွက်ဆရာလည်းဖြစ်ပါတယ်ဒါရိုက်တာလင်းလင်းမင်းမြမာနောက်ကဒါရိုက်တာဆရာဝင်းလင်းဆရာဝင်းလင်းနဲ့ဆိုလဲခိုင်ဟိုးလွန်ခဲ့တဲ့နှစ်ရာစုနှစ်ထဲကဆရာနဲ့ခိုင်နဲ့ဆရာတို့ရဲ့လည်းဖြစ်ခဲ့ပါတယ်အဲ့တော့ဒီဆရာနှစ်ယောက်ကိုလည်းအခုဒီချိန်ကနေဆရာဒါရိုက်တာလင်းလင်းမင်းမြမာဆရာဝင်းလင်းတို့ကိုလည်းခိုင် ကာမပြုခွင့်တော့ပါတယ်ဟုတ်ကဲ့ပါဟိုအခုတော့ဟိုစိတ်သက်ကြနေတဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေအခုခိုင်းအားဖြစ်ပြန်မွေးပါတယ်အဲ့ပြန်မွေးဖြစ်တာလဲခိုင်းတငယ်ချင်းခိုင်းဆင်ရဒါတာလင်းလင်းမင်းမြန်မာကြောင့်ပေါ့နော်ဆိုအရင်ကဘုံစုံတခြင်းဆိုတော့လုံအောင်အောင်ဘုံစုံထင်မကြီးဟုဆိုလို့ရှိရင်တခြင်းကိုတော့တီးကြတယ်ဟို သူများတွေကအဲ့တခြင်းလေးတွေကိုလည်းတရုပ်ဖော်လေးတွေကကြတယ်ပေါ့နော်။ဒါပေမဲ့ဒါဟိုဘသူဆိုထားလဲလို့မသိကြဘူး။ခိုင်မျက်နှာလေးနဲ့ခိုင်ရုပ်လေးကိုမသိကြဘူး။အခုတော့အဲ့လိုလေးတည်သွားတယ်။နောက်တခါခိုင်အခုဒီနုပညာလုပ်တွေပြန်လုပ်ပြတာလည်းခိုင်ရဲ့တငယ်ချင်းဆရာလေးဖြစ်တဲ့ဆရာတိုင်တာလင်းလင်းမိမြန်မာကြောင်ဖြစ်ပါတယ်။ဂျေဇူးလေးတင်ကားတော့ပြုတ်ရပါတယ်။ဒီအနုပညာလုပ်တွေလည်းဆရာတငယ်ချင်းရဲ့ဂျေဇူးနဲ့ခိုင်ရှေ့ဆက်ပြီးတော့လောက်ဆောင်သွားမှာဖြစ်ပါတယ်။ဟုတ် အဲ့ဘုံစုံတဲ့ချင်းကပထမကလေဟိုရိုက်ဖို့ဆိုတော့ရေထားတာတော့ဟိုကိုရာဇာနေဝင်းနဲ့ပေါ့နော်အဲ့သူခင်လည်းဖြစ်နေတဲ့ခါကျတော့ကိုရာဇာနေဝင်းနဲ့ရိုက်မယ်ပေါ့ဆိုပြီးတော့ဟိုရည်ရွယ်ထားတယ်ဒါပေမဲ့ဟိုအကြောင်းတရားလေးတွေနဲ့ပေါ့နော်မတိုက်ဆိုင်တဲ့အခါကျတော့အဲ့ဒီနေရာမှာ ဟိုဟာဟာသပညာရှင်ကြီးပေါ့နော်ရုပ်ရှင်တရုပ်ဆောင်ဦးငပြောကျော်နောက်ဟိုဟာဟာသပညာရှင်ကြီးကိုအောင်သီးနော်ဟာသပညာရှင်ကြီးခိုင်နိုးနဲ့အခုလဲချစ်ခင်နေရပါတယ်ဦးပေတာပေါ့နော်ဦးပေကြီးနော်သူတို့နဲ့အတူတူနောက်အခုအောင်မြင်နေစေဖြစ်တဲ့ရုပ်ရှင်မင်းသမီးလေးစုပန်ထရာနဲ့ခိုင်အဲ့ဒီဘုံစုံသွင်းခြင်းလေးကိုရိုက်ဖြစ်ခဲ့ပါတယ်ဟုတ်ဟုတ်အခုကတော့တငယ်ချင်းပေးတဲ့စိတ်ခွန်အားတွေနဲ့ နုပညာလုပ်တွေဆက်လုပ်မှာပါ။နောက်အဓိကတော့ဟိုဟာခိုင်းတယောက်ထင်းမဟုတ်ဖဲနဲ့ပေါ့နော်။အခုခိုင်းလုံလုံနေတာကတငယ်ချင်းဆရာဒါရိုက်တာလင်းလင်းမင်းမြန်မာရဲ့မေတ္တာပန်းခင်ပရာဟိတအင်အားစုကနေပြီးတော့ခိုင်းတို့ဒီဇလန်းတူလေးတွေဟာတာဇလန်းတူလေးတွေရိုက်ဖြစ်နေတာလည်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမေတ္တာပန်းခင်ကနေပြီးတော့ပဲမခိုင်းနုပညာလုပ်တွေဆက်လုပ်သွားမယ်။ဒါရိုက်တာလင်းလင်းမင်းမြန်မာရဲ့ ရှေ့ဦးဆောင်မှုနဲ့ပဲမခိုင်အလုပ်တွေလုပ်မယ်အဲ့ဒီကနေပဲပရဟိတအလုပ်တွေကိုလည်းမခိုင်တည်တည်တည်ဆက်ပြီးလုပ်သွားမှာဖြစ်ပါတယ်ရှင်ဟိုအဲ့ဒါလေးဟိုအရင်အရေးကြီးတယ်လို့ဟိုခိုင်တော့ထင်တယ်ဟိုဆီနီယာတွေကိုလေလေးစားစေချင်တယ် ကိုရှေ့ဟာစီနီယာတွေစီနီယာတွေဆိုတာကဒီလိုနေရာကိုရောက်လာဖို့အတွက်ကတုံတောင်ပညာနဲ့လည်းရောက်လာကြတာမဟုတ်ပါဘူးသူတို့ရဲ့သင်ယူခဲ့တဲ့လေးလာစီးပူးခဲ့တဲ့ပညာတွေအဲ့ဒီပညာတွေနဲ့သူတို့ကရှေ့ဆက်လာကြတာဖြစ်တဲ့အတွက်စီနီယာတွေကိုကာရဝတရားလေးထားပေးပါနောက်တစ်ခုကဟိုဟာခိုင်လို့ဆိုလေအခုတိ အသိပညာအတတ်ပညာအမှုပညာနဲ့ပတ်သက်လို့တင်ယူလေးနာနေလို့မဆုံးပါဘူး။ဟိုတချင်းဆိုတာပဲဖြစ်ဖြစ်ခိုင်ဆိုအခုဒီဟိုဇကားတူလေးပေါ့နော်ဟာသဇလန်းတူလေးတွေရိုက်တာပဲဖြစ်ခိုင်တို့ဗီဒီယိုဇကားတွေရိုက်တာပဲဖြစ်အဲ့ဒီနေရာမှာလဲ ခိုင်တို့အရှေ့ကစီနီယာစီနီယာကြီးတွေဆရာဆရာကြီးတွေရဲ့ပညာတွေကိုခိုင်တို့အခုအတီအဲ့ဒီဟာတွေကိုဟိုလေ့လာနေရပါတယ်သင်ယူနေရပါတယ်အဲ့တော့ဆရာဆရာကြီးတွေဆိုလည်းခိုင်ဆိုရင်အမြဲတမ်းတခြင်းဆိုတာပဲဖြစ်ဖြစ်စကားရိုက်တာပဲဖြစ်ဖြစ်ဂါရောထားပြီးကြော့ပြီးတဲ့အခါမှာခိုင်ဒီအလုပ်တွေကိုလုပ်ပါတယ်အဲ့တော့နောက်ကတက်လာမဲ့အမှုပညာကိုချစ်တဲ့အမှုပညာရှင်ညီကိုမောင်နှမများကလည်းစီနီယာတွေကိုတန်ဖိုးထားပါတကယ်တက်သည့်နားလေတဲ့ဆရာကြီးတွေရှိမှာ ပညာကိုသွားယူပါ လေလာလိုက်စားပါအမှုပညာကိုအမှုပညာပီတစွာမှန်ကန်စွာချပြပါလို့အဲ့လိုလေးပဲပြောချင်ပါရှင်ဟုတ်ခိုင်တို့အမှုပညာရှင်များဆိုတာကအမှုပညာအလုပ်ကိုဘလောက်ပဲလုပ်ပြီးဘလောက်ပဲတော်တက်နေတဲ့သူပဲဖြစ်ပါစေမိဘများပရိသတ်များပေးတဲ့မြစ်တာနဲ့မှအမှုပညာအလုပ်တွေရရှေ့ဆက်လို့ရတာဖြစ်ပါတယ်အဲ့တော့ ပိဋကတ်တွေပေးတဲ့မေတ္တာပရိသတ်တွေလမ်းကြောင်းပေးမှုတွေနဲ့မခိုင်မိဘတွေရဲ့မေတ္တာကိုခံယူပြီးတော့ဗာဟိတအလုပ်တွေလည်းလုပ်ရင်းအမှုပညာအလုပ်တွေလုပ်ရင်းလည်းရှေ့ဆက်သွားပါမယ်မခိုင်တို့ကိုထမင်းကျွေးနေတဲ့မိဘပြည်သူများဆွေမျိုးများအားလုံးကိုလည်းမခိုင်ဒီနေရာနေပြီးတော့ကာရပြုပါတယ်မခိုင်ကိုလည်းချစ်ခင်ပေးပါအားပေးပါမခိုင်ရဲ့အမှုပညာကိုကြည့်စုပေးပါ ဝေဖန်အကြံပြုပေးပါလို့ပြောချင်ပါရှင်ဟုတ်ကဲ့ပါခိုင်ရလာပြီးတော့အခုလိုမျိုးအင်တာဗျူးပေးတဲ့ဒီမီဒီယာတွေအားလုံးကိုလည်းမခိုင်ရခါရပြုကျေးဇူးတင်ပါတယ်ရှင်